အားလုံးပဲမင်္ဂလာပါခိုင်သူ channel ရဲ့နေပြန်လည်ကြိုဆိုလိုက်ပါရစေဒီဗီဒီယိုမှာတော့ထုံးစံတိုင်းမှာကျွန်တော် online class တကြံပြီးွားလို့ရှိရင်ဒါအသိပ်ဖွင့်ပါမယ်ပြီးတော့လစဉ်လာတိုင်းလည်းတန်ခွဲသစ်တွေစကားပြောတန်ခွဲသစ်တွေရှိတဲ့အတွက်ဒါစုံစမ်းမြင့်မြင့်လို့ရပါတယ်ဒီဗီဒီယိုမှာကျွန်တော်စကားပြောအတန်းကြားကိုကျွန်တော်သင်မဲ့ပုံစံကိုကျွန်တော်ပြပြပေးပါမယ်ပြီးတော့ဘာတွေလိုအပ်လဲဆိုတာကိုကျွန်တော်ပြပြပေးပါမယ်ကဲအားလုံးပဲဆက်လိုက်ကြအောင်ဗျာစကားပြောကိုစပြီးလေ့လာတော့မယ်ဆိုလို့ရှိရင်အနည်းဆုံးတော့ and 5 and 4 င်းနှန်းတို့ညီဟိုးဘော်တွေကမီနီနီအကုန်လုံးကိုရအောင်ကြက်ပေးရမယ်ပြီးွားလို့ရှိရင် and 5 and 4ပေါ့နော် grammar လေးတွေကျွန်တော်သင်ပြသားဖြစ်ရမယ်ပြီးတော့ဒီထက်ပိုအရေးကြီးတာက စကားပြောကိုဝင် join တော့မယ်ဆိုရင် and 4လေးပဲအနည်းဆုံးအောင်အောင်နားရပါမယ်အောင်တဲ့လက်မှတ်ကိုကျွန်တော်ပြပေးရပါမယ်ဘာဖြစ်လဲဆိုတော့တချို့ကြတော့မအောင်သေးတဲ့လူတွေကဝင် join ခြင်းတဲ့အခါကျလို့ရှိရင်ဒါအချိန်မတန်သေးပဲနဲ့ပေါ့နော်ဒါလေ့ကျင့်လိုက်တဲ့အခါကျလို့ရှိရင်ဒါ မနိုင်ဝထမ်းသလိုဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ F4 အောင်လာတယ်ဆိုလို့ရှိရင် Netdesk ပဲဖြစ်ဖြစ်ပြီးတော့ GPT ဆောင်ပွဲပဲဖြစ်ဖြစ်အောင်လာရဆိုလို့ရှိရင်ကျွန်တော်စကားပြောအတန်းအိုလာပြီးတော့ join လုပ်ရပါတယ်နောက်တစ်ချက်ကပါလဲဆိုတော့ online class ဖြစ်တဲ့အတွက်ပေါ့နော်အပြင်သင်တန်းတော့ဒါဖွင့်နေဆိုလို့ရှိရင်ကျွန်တော် Facebook မှာကြီးညာပေးပါမယ်လောလောဆယ်တော့ online အတန်းဖြစ်တဲ့အတွက်မလုပ်ပေးရမယ်ဆိုတော့ internet ကောင်းလို့ပြောရပါမယ်။ဒါဘာလို့ပြောရလဲဆိုတော့ဗောနော online class လာတက်တယ်ဒါပေမဲ့ line နေမကောင်းဆိုလို့ရှိရင်ဒါဘလို့မှအဆင်မပြေဘူး။ကျောင်းသားတွေကကိုယ်တိုင်ဝင်ပြီးတော့စကားပြောမဲ့အနေထားရှိတဲ့အတွက် line ကောင်းလို့ပြပါ။ပြီးတော့ဥပမာဗောနော်အခုဆိုလို့ရှိရင်ဒါကျွန်တော်ကြောင်ကြားမှုဗောနော်ဒီ Adan ရဲ့ Flexi Cap တို့ရှိတယ်ပြီးတော့ My Day ရဲ့ My Bus Mini တို့ဘာလို့ရှိရဲဗောနော်လို့ data လေးရှိတယ်။ကိုယ့်ရဲ့ Air Wi-Fi ကောင်းနေဆိုရင်တော့ပြဿနာမရှိဘူး။မကောင်းဆိုလို့ရှိရင်တော့ Adam တို့ Ori Ru တို့နော်ဒါ MPD တို့ရှိတဲ့စင်ကတ်ကနေပြီးတော့ mobile data plan ဝယ်ပြီး ပြီးတော့ဝင် join ပါလို့ကျွန်တော်ပြောချင်ပါတယ်။ဘာဖြစ်လဲဆိုတော့ line မကောင်းဆိုလို့ရှိရင်အချိန်အကန့်အသက်ကြောင့်ကျွန်တော် line မကောင်းတဲ့လူတွေဆိုရင်ကျွန်တော်ကြော်သွားပါမယ်။နောက်တစ်ယောက်ကိုကျွန်တော်ဆက်သွားပါမယ်။ဘာဖြစ်လဲဆိုတော့ line ကောင်းတဲ့လူတွေက line မကောင်းတဲ့လူတွေစောင့်နေရမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ဒါကတော့ပြောရလို့ရှိရင်ဒါ online class join မယ်ဆိုရင် line ကောင်းဖို့ကအရေးကြီးတယ်ပေါ့နော်။ဒါကျွန်တော်ဒီ video ထဲမှာတော့မှတတိတန်းနဲ့ကျွန်တော်ပြောနေစရာဘလို့တော့မလိုအပ်ဘူးထင်တာပဲပေါ့နော်။ဒါပေမဲ့ ခိုင်ကြလို့ရှိရင်လည်းဝင် join တဲ့လူတွေကအဲ့လိုအားနည်းချက်လေးရှိတဲ့အတွက်ပေါ့နော်ဒါနေရာအနေထားရတော့ရှိတယ်ဆိုပေမဲ့ online class တက်တယ်ဆိုလို့ရှိရင်တော့ line လေးတော့ကောင်းတစ်ချက်လောက်ကိုယ့်ဘက်ကဖြည့်ရှင်းတာပါပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့အင်စာတွေမဖြစ်မနေထပ်ပေးရပါမယ်နော်ကျွန်တော်ကတင်နန်းပဲလာတက်တယ်ဘာရှိလဲဆိုတော့ကျွန်တော်ကအရင်တုန်းကအတိုင်းပဲပေါ့နော် စာတွေစုကျင်တယ်ဘာတင်လဲဘာတင်လဲကျွန်တော်ကစုမယ်စုမယ်စုမယ်စာတွေစုထားမယ်ပြီးကြမှာကျွန်တော်အကျွေး ဒီပုံပြီးတော့ပေါ့နော်တေချာဟိုနောက်မှာပဲလုတော့မယ်ဆိုရင်နောက်ထားနောက်ထားရင်လည်းပြီးလည်းပြောစာမလုပ်ဖြစ်တော့ဘူးအဲ့လိုမရပါဘူးစကားပြောအတိုင်းမှာလည်းကျွန်တော်လေ့ကျင့်ပြီးမယ်စာတွေကိုအိမ်စာတွေမဖြစ်မနေထပ်ပေးရပါမယ်လေ့ကျင့်ခန်းတွေမပြတ်မကွက်လုပ်ပေးရပါမယ်အဲ့ဒါလေးနေလုပ်ပေးနိုင်နေဆိုလို့ရှိရင်ဝင် join လို့ရပါတယ်ကဲပြီးတော့နောက်တစ်ချက်ကအတင်းတန်းချိန်မှာစိတ်ပါလက်ပါနဲ့ဝင်ပြီးတော့ပြောဆိုဆွေးနွေးလေ့ကျင့်ရပါမယ်ခင်ဗျာဘာလို့လဲဆိုတော့တင်တန်းမှာဝင် join နေ င်မရာကြီးပိတ်ထားတယ်မိုက်ကြီးပိတ်ထားတယ်ဆိုလို့ရှိရင်ဘလို့မှအဆင်ပြေဘူးစပီကင်တန်းဖြစ်တဲ့အတွက်ကျွန်တော်ပြောတာနားထောင်နေတာမဟုတ်ဘဲနဲ့ကိုယ်တိုင်လေ့ကျင့်မှရမှာဖြစ်တဲ့အတွက်ဒါအကြောင်းသားတိုင်းအကြောင်းသားတိုင်းကင်မရာတွေဖွင့်ပေးရပါမယ်ပြီးသွားလို့ရှိရင်မိုက်တွေကျွန်တော်လမ်းခေါ်လို့ရှိရင်မိုက်တွေဖွင့်ပေးရပါမယ်ကင်မရာကြီးပိတ်ပြီးတော့ဒီတိုင်းပဲနောက်ကွယ်မှာဘာလို့လို့လုပ်နေမှန်းမသိတဲ့ပုံစံမျိုးလုပ်လို့မရပါဘူးအဲဒီတော့ဒီအချက်တွေအဆင်ပြေတယ်ဆိုရင်လာ join လို့ရပါတယ်အဲဒီတော့ level 1 စကားပြောအတန်းမကြခင်စပါတော့မယ်လိုအပ်တဲ့အချက်တွေကဘာလို့အလဲဆိုတော့ M4 အောင်နာတဲ့လက်မှတ်တစ်ခုခုကျွန်တော်ပြပေးရပါမယ် Facebook ကဖြစ်ဖြစ် Telegram ဖြစ်ဖြစ်လာရောက်ပြီးတော့ဆက်ဆွဲဆောင်သင်းပေးမြတ်နိုင်ပါတယ်ပြီးသွားလို့ရှိရင် internet line ကောင်းကိုယ့်ဘက်ကတစ်ချက်ကြိုတင်ပြင်ဆင်ထားပါမယ် line မကောင်းဆိုလို့ရှိရင်ကျွန်တော်လူကိုကြော်ပါမယ်ဘာလို့လဲဆိုတော့တခြားလူတွေ လေကစောင့်နေမှာဖြစ်တဲ့အတွက်ကြောင့်အဆင်မပြေတဲ့အတွက်ကြောင့်ပါလိုင်းကောင်းအောင်ကိုဘက်ကတစ်ချက်ကြိုတင်ပြီးတော့ queue site ပါဥမာညဘက်အတန်းနေဆိုလို့ရှိရင် wifi နေရာကျက်တဲ့အတွက်လိုင်းကျတတ်တာရှိပါတယ်အဲ့ချိန်ကျလို့ရှိရင် mobile data နဲ့ဖြစ်ဖြစ် data plan နဲ့ပဲဖြစ်ဖြစ်ပေါ့နော်လိုင်းကောင်းရဲ့နေရာနေဝင်ရောက်ပြီးတော့ join ပေးပါကျွန်တော်တောင်းဆိုပါတယ်ပြီးတော့အင်စာတွေမပြတ်မကွက်ထပ်ပေးရပါမယ်အင်တိုင်းတေချာလိုက်လို့ပေးရမယ်လေ့ကျင့်ငယ်တေချာလိုက်လို့ပေးရမယ်မီနီတေချာချက်ပေးရမယ်နော် M5 M4 mini နေမရမကတေချာချက်ပေးရမယ်ကျဲရမယ် file တွေကိုလည်းကျွန်တော်လှမ်းပို့ပေးပါမယ် ပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့ကင်မရာတွေဖွင့်ထားပေးရမယ်။တင်တန်းချိန်မှာကိုကိုတိုင်းဝင်ပြီးတော့စိတ်ပါဝင်စားသွားတဲ့လိုက်ပြီးတော့ဆွေးနွေးပေးရမယ်။စကားပြောဆိုပေးရမယ်။ဒါလေးတွေကိုလိုက်လုပ်ပေးနိုင်ရင်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ level 1အတက်ကိုဝင် join လို့ရပါတယ်။အဲဒါအင်တာဗျူးဖြေမဲ့လူတွေရှိမယ်။ဂျပန်သွားမဲ့လူတွေရှိမယ်။ဆိုလို့ရှိရင်ဒါမှမဟုတ်လေမြန်မာပြည်မှာပဲဟလာဂျပန်စာအုပ်စိတ်ပါဝင်စားလို့ပဲလေ့လာခြင်းတွေပဲဖြစ်ဖြစ်ပေါ့နော်။စကားပြောခြင်းနဲ့ community တစ်ခုရခြင်းနဲ့ဆိုလို့ရှိရင် ဂျပန်စကားပြောတဲ့ community တခုဂျပန်စကားပြောတဲ့တငယ်ချင်းတွေလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဂျပန်ခိုင်ဝစကားပြောလေ့ကျင့်တဲ့သင်တန်းကိုလာရောက်ပြီးတော့ join လုပ်ရပါတယ်မကြခင်တန်းခွဲသစ်တွေရှိပါမယ်လာတဲ့လာတိုင်းလည်းတန်းခွဲသစ်တွေရှိတဲ့အတွက်သိချင်တဲ့အချိန်မှာအချိန်မရွေး Facebook Telegram နေပြီးတော့စုံစမ်းပေးပြနိုင်ပါတယ်ခင်ဗျာ KVR ဆိုလို့ရှိရင်ဂျပန်စကားပြောကိုကိုယ်တိုင်ကိုကြစိတ်ပါဝင်စားစွာနဲ့လေ့ကျင့်ကြအောင်ပေါ့နော်အဲ့တော့သင်ရွာဘလောက်ကြီးပဲကောင်းနေကောင်းနေပေါ့နော်ကိုကိုယ်တိုင်လိုက်ပြော လေလာလေကျင့်အတုံးချမှရမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့စကားပြောပါလေကျောင်းသားတိုင်းကျောင်းသားတိုင်းအရောက်ချင်းစီတိုင်းကိုစကားပြောလေ့ကျင့်ပေးနေရဖြစ်တဲ့အတွက်တင်ကိုယ်တိုင်းလည်းဂျပန်စကားပြောကိုရေးရေးလေးနဲ့ပြောဆိုခြင်းနဲ့ဆိုရင်ကျွန်တော်အတန်းအောင်လာကြွိုင်းလို့ရပါတယ်ဘာမှမကြောက်ကြပါနဲ့ဘာလို့လဲဆိုတော့ရလို့လာတတ်ကြတဲ့လူတွေမဟုတ်ဘူးမရလို့လာတတ်တဲ့လူတွေဖြစ်တဲ့အတွက်ကျွန်တော်ရဲ့စကားပြောလေ့ကျင့်တဲ့ပုံစံနဲ့ဆွဲခေါ်ပေးသွားပါမယ် level 1ဖြစ်တဲ့အတွက်ပေါ့နော် level 1 basic ဖြစ်တဲ့အတွက် ဝင်ရောက်ပြီးတော့ပေါ်ပေါ်ပပနဲ့လာရောက်ပြီးတော့ join လုပ်ရပါတယ်အဓိကကတော့ကျွန်တော်ခုနပြောတဲ့လေးချက်ကိုတေးချလုပ်ပေးနိုင်နေဆိုရင်ဘယ်သူမှမစိုးလာရောက်ပြီးတော့စကားပြောကိုစတင်လေ့ကျင့်လို့ရပါခင်ဗျအားလုံးပဲသိကြတာရှိရင်မေးခင်ပြလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပါဗျ bye bye